အားလုံးပဲမင်္ဂလာပါဗီဒီယိုရေမကျိုးတော့ပါတယ်ကျွန်တော်မနောပြီဒီနေ့ကျွန်တော်ရခင်ရတော့အောင်ဟင်းတယောက်ရောက်လာပါတယ်ဆရာလက်ကစတို့အမီလေးပေးခြင်းလို့ဆရာကျွန်တော်မအင်းရပါတယ်လုပ်ငန်းကဘယ်တော့စမလဲလုပ်ငန်းစားဖို့တော့မစီသေးဘူးဆရာ နောက်လာတဲ့စရင်ကောင်းမလားလို့ကျွန်တော်မွေးကူနေက 1356ခု တပေါင်းလာတဲ့12ရက်တနင်္ဂနွေသားပါဆရာလုံကစားတဲ့စားတဲ့မှာတွက်ပြပါဆရာနမီကတော့အင်္ဂလိပ်နမီပေးထားဖို့စိတ်ကူးထားပါလေဆရာအတန်တော့အစာဆုံးမယ်ပြောပြပါအဲဒီကိုဟောင်းကိုအောင်ဟင်းကမဟာဘုံငါကျွန်းပွားတနင်္ဂနွေသားမေရနာပွားဖြစ်ပါကိုအောင်ဟင်းပြည့်ချင်းတဲ့နမီက လေးကွာစတုနမီအဲ့ဒီတော့ဘာမှခက်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 စဉ်းစားနေကြတောင်မလို့အပ်ပါဘူးဒနုကနေစတင်းတင်းလာဆုံးတန်တော့အမီပဲရွေးပြီးပေးလိုက်အောင်မြင်လိုက်မယ်လို့ပြောလိုက်ပါအဲ့ဒီလိုစဉ်းစားပဲချိန်လိုအတွင်းပြောနိုင်ဖို့ကလေနေတည်များကြီးနာမည်ပညာကိုလေးလာထားလို့ဖြစ်ပါဘယ်အလုပ်ကမစို့ဒရန်ဂျင်လိန်မှာလာတဲ့အခါ ချိန်တို့အတွင်းဖြစ်ရှင်းနိုင်တယ်မဟုတ်ပါလားအဲ့ဒါကိုလွယ်လိုက်တာလို့ပြောပါနဲ့လူလေးလာတင်စားခဲ့တဲ့နှစ်တွေကိုပြန်ကြည့်ပါဆရာဟုတ်ပါမလားကျွန်တော်ကမဟာဘူးငါးကျွင်းမယန္တာဖွားတနုကနေတနုကနေစတင်းနေလာဆုံးအင်္ဂလိပ်တန်ထွက်မိပြီမယန္တာစဒီပတိဆုံးဖြစ်လို့မဟာဘူးပက်ခတ်မိတယ်နော်ကျွန်ုပ်မှာပက်ခတ်မိတဲ့မိတွေကဘာဖြစ်တဲ့လဲကိုအောင်ဟင်းလို့မေးလိုက်ပါ အဲ့ဒီတော့ကိုအသက်အန္တရာယ်များတယ်ဆရာ အသက်အန္တရာယ်နဲ့ဆိုင်နေဆရာဆိုပြီးပြန်ဖြေပါကျွန်ုပ်မဒါဆိုရင်ကောင်းပြီကိုအောင်ဟင်ခမရပြီးရင်လည်းလက်ကစတုလူအမိကလူတွေကဘလို့သတ်မှတ်ထားကြလဲအဲ့ဒီဟာကိုတောက်ရင်တက်ရှိမယ်လို့ပြောကြသလားဒါမှမဟုတ်အဲ့ဒီဟာကိုတောက်ရင်အသက်အန္တရာယ်ကျမကြီးထိခိုက်တယ်လို့ပြောကြသလားဆိုပြီးမေးလိုက်တော့ ကိုအောင်ဟိမ့်မဟောသဘောပေါက်ပြီဆရာကျွန်တော်လုပ်ငန်းကနှိမ့်ချလုပ်ငန်းဖြစ်တယ်ဒါကြောင့်နှိမ့်ချပက်ခတ်အမိပေးတယ်ဒါမှကျွန်တော်လုပ်ငန်းနဲ့ကျွန်တော်မှာဖို့အရာအမိကကိုင်းညီမှုရှိပြီအောင်မြင်မယ်အဲ့ဒါလိုလားဆရာဆိုပြီးပြန်မေးပါကျွန်ုပ်မှာအင်မန်နဲ့အဲ့ဒီလိုတွဲခေါ်သမ်းပါမဟာဘုပ္ပကတိနေထဂျူရီအေထဂျူရီကြည်ပြီးပြီးရင်ကိုယ်လုံငန်းကဘာလုံငန်းလဲကြည် ဒါမှဘလို့မိပေးရမယ်နားလည်လာမှာပေါ့ဆိုပြီးပြောလိုက်ပါကျွန်ုပ်မလောလောဆယ်တော့ကျွန်တော်ပြောတဲ့တနင်္ဂနွေအစတနင်္လာဆိုရင်ကလေးတန်တော့မိပေးအရင်စဉ်းစားထားလိုက်ပါဦးလုပ်ငန်းကိုတော့မွေးလာကြမှာစပြီလို့မွေးလာတဲ့ရောက်တော့မှာပဲဟာစောင်းလိုက်ပါဆိုပြီးပြောလိုက်ပါအဲ့ဒီဘက်ကျမလုံငန်းစတင်မဲ့ရွေးကြတာပေါ့ ဘာဖြစ်လို့လဲဆရာကိုအောင်ဟင်းကတနင်္ဂနွေသားခုကအသက်31နှစ်တည်းမှာအဲ့ဒီတော့အင်းကကြိုးစားတယ်တက်ရောက်ကရာဟုတက်ရောက်ကျုံးနေရတဲ့ချိန်ကာလပဲဖြစ်ပါသုံးနယ်ပေါ်နေရကြည့်ရင်96ခွန်တိုင်းနဲ့နှစ်3လေးတိုင်းတွေ့ရပါလိမ့်မယ်အဲ့ဒီတော့ခမရရဲ့မွေးနှံကြိုးတနင်္ဂနွေကြိုးကိုတခြားကြည့်မူလအတ္တတိုင်းတိုင်ချင်မှာ မွေးနှံတနင်္ဂနွေကရှိနေတယ် ဘဝတိတိုင်းမှာတော့တန်ကမှာတနည်းနည်းကရှိနေတယ်။အဲဒီလိုကိမ်းမျိုးကြုံရတဲ့တပိုင်းကိုဒုတိယတောင်ပေါက်ကိကြုံရတယ်လို့ခေါ်ပါတယ်။အဲဒီလိုကိမ်းမျိုးကြုံနေရင်ဒီဘဝကြီးမှာကုမန်းတလောက်မပေါက်တော့ဘူး။ပြန်ပြန်ရကြုံမနေဘူး။အယောင်ထိုင်းတာအာရမျိုးတွေဖြစ်တတ်တယ်။အမြဲအစွန်းနေတဲ့ပြန်ပြန်တလောက်မရပြန်ဘူး။ဒါကြောင့်မွေးလာကြုံမှာစတင်မဲ့ရွေးစတင်မဲ့ရွေးမယ်လို့ပြောတာပေါ့။ ကဲကဲကဲမွေးလိုက်ကြောင်မှပြန်လာခဲ့လိုက်ပြန်လာခဲ့လို့ပြောလိုက်ပါတော့တယ်အဲ့ဒီကိုဟန်ကြီးပြန်သွားတော့ကျွန်တော်လဲကိုပိုင်ကျောင်းနံမီအပ်ထားတော့ဇာတာငါးခုနဲ့လှုပ်ရှုပ်နေပါတော့တယ်အားလုံးပဲမိတ်ဆွေများရှင်လဲချက်မိကြပါခင်ဗျာ